အလုံးရဲ့မင်္ဂလာပါဒီနေ့ဂျော်လာ30ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်ဝင်မဲ့ချင်တဲ့အကြောင်းအရာကတော့ချင်းပြည်နယ်အကြောင်းချင်းပြည်နယ်တည်တည်မြို့နယ်မှာရှိတဲ့ဘွာပီးရွာကာကင်း3ခုကိုနေပြီးတော့ဒီဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်အဲ့ဒီမှာစကားစာအရောက်ပေါင်း15ရောက်မှလခရဖြစ်သွားတယ်လက်နက်ခရရတွေအများကြီးသိမ်းစရာမိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကိုချစ်ချာအဖြစ် ချင်းဒေါ်လာရဲ့တက်ဖွဲ့တွေကတီတီမျိုးတင်တိုက်ပုတ်ကိုစောက်တော့ဆင်းတွင်းနေပြီသူရဲ့ကာကင်းတွေ၃ခုကိုနေပြီးတော့တပြိုင်တည်းတင်ပိုက်နိုင်တဲ့ဆိုတဲ့တည်င်းကောင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့တည်င်းဆိုအဲ့ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ထောင်ထင်းမှာသူတို့အမြင်ကပေါ်မှနဲ့ဖမ်းလိုက်တဲ့မိမတမာမှုတွေဘာတွေစသည်ဖြင့်သူတို့အာဏာမပေးချင်တော့ဘူးဆိုလို့ရှိရင်သူတို့ကအာဏာကိုတင်လိုက်တယ်အကြောင်းအမျိုးမျိုးပြတယ်မိမတမာမှုမိလိန်မှုစသည်ဖြင့် ဒီအကြောင်းအရာတွေနဲ့ဖမ်းတယ်ဒါပေမဲ့ဟိုမှာရောက်တဲ့အခါကျတော့အမှုပေါင်မြောက်များစွာဒီထောင်ထက်ကနေပြီးတော့တက်လို့မထွက်နိုင်တဲ့ပုံမှန်တွေနဲ့တက်ပြီးတော့ထောင်ထက်မှာချလိုက်တယ်အတက်ကတော့80ရှိပြီဆိုတော့သူကချက်မှာရရချိုးတင်းမှုတွေရှိတယ်သွားနာတာကိုလည်းသူ့မှာရှိတယ်နှလုံးနဲ့ဆက်ဆက်တဲ့ဝေဒနာတွေကိုနေပြီးတော့ခံစားနေရတယ်ဒါပေမဲ့စေကူတာမှုမရဘူးဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကိုချစ်ချင်အဖြစ်တမင်တက်တက်ရေချက်ရှိရှိနော်တကယ်ညင်ပန်းနှိမ့်ဆက်တာနော်အဲ့ဒီမှာ သူတို့အညိုးတင်ထားပြီးတော့သူ့ကိုနှိပ်စက်တာဆိုတဲ့ဟာကိုပေါ်လွင်စေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အရင်တုန်းကတော့ဒေါအောင်ဆန်းစုကြည်ကိုဘေးနေရာမှာတင်ထားတယ်လဲဘေးနေရာမှာထိန်းထားတယ်လဲဘေးထောင်မှာပို့တယ်လဲစသဖြင့်ကျွန်တော်တို့မသိရပေမဲ့အခုကနေပြည်တော်အချုပ်ထောင်ရဲ့ဆေးလင်းမိုက်အကွာမှာရှိတဲ့စစ်စင်ရဲ့အထုတက်ဖွဲ့ယုံအခြေဆိုင်ရနေရာမှာသူ့ကိုထိန်းချုပ်ထားတယ်လုံခြုံရေးတွေတင်းတင်းကြပ်ကြပ် ဟားတယ်ဆိုတဲ့ဟာကိုဒီမီဒီယာတွေမှာဒီနေ့ဖော်ပြထားတာကိုတွေ့ရတယ်အရင်တုန်းကတော့ဇွေဇွာပင်မလဲပေဖော်မှာပို့ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မသိရဘူးဒါပေမဲ့ဒီနေ့တင်မီဒီယာတွေမှာကတော့ဖော်ပြထားတဲ့အကြောင်းအရာကတော့နေပြည်တော်နဲ့ဒီနေ့ပြည်တော်အချုပ်ထောင်ရှိတယ်နော်အဲ့ဒီအချုပ်ထောင်နဲ့ဆေးလိမ့်မိုက်အကွာမှာအဲ့ဒီမှာအထူးစစ်စင်ရေးနေရာရှိတယ်ရုံဆိုင်ရနေရာရှိတယ် အဲ့ဒီနေရာမှာသူကိုထိန်းသိမ်းထားတဲ့လုံခြုံရေးတွေကိုတင်းတင်းကြပ်ကြပ်ထားတဲ့ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြချက်အရကျွန်တော်တို့သိရမှာဖြစ်တယ်။နောက်တစ်ခုကအီရန်နဲ့အစ္စရေးကိစ္စ နော်အီရန်နဲ့အစ္စရေးကိစ္စမှာဆိုလို့ရှိရင်တော့အစ္စရေးကလက်အုပ်မှုယူတဲ့တိုက်ခိုက်တဲ့ဒီမှာနျူကလ িয়ার လက်နက်ဖားတဲ့နေရာတွေပြီးလို့ရှိတော့စစ်ရဲပြင်းထန်တွေပြီးလို့ရှိရင်တော့လေကြောင်းရန်ကာကွယ်ရေးလေကြောင်းရန်တိုက်ခိုက်ရေးစသဖြင့်ဒီပြင်းထန်တွေကိုရင်ဆုံးပစ်ခတ်ရတယ်။အဲဒီမှာတော်တော်သေသွားတယ်နော်တော်တော်သေသွားတဲ့အဲဒီမှာနျူကလ িয়ার နဲ့ပတ်သက်တဲ့လူတွေစစ်ပိုးတွေတော့တော်တော်သေတဲ့အီရန်ဘက်ကနော်ပြီးတာနဲ့အဲ့ဒါမှဆိုလို့ရှိရင်ဒေါ်နယ်ထရန့်ကပါဝင်မယ်မပါဘူးဝယ်ဘူးဆိုတာနှစ်ပတ်လို့ပြောတယ်နှစ်ပတ်မှပြစ်ခင်ရက်မှအဲ့ဒီမှာသွားပြီးတော့ be truly အပြင်နဲ့သွားပြီးတော့ပုံချေးတယ်အဲ့ဒီမှာ cell လုံးချေးတယ်ဆိုတော့အဲ့ဒီပုံမှန်ကလည်းတကယ် requirement ဒီထဲမှာရှိတဲ့အဲ့ဒီ nuclear တိဆောက်တဲ့နေရာတွေကတကယ်မြေအောက်မှာအနက်မှာလုထားတဲ့ဟာတွေဖြစ်တဲ့ဆိုတော့အဲ့ဒီဟာကိုပြဖို့ဆိုလို့ရှိရင်တော့ဒီ USA ကလုံးဝကပါမှာမရှိတဲ့တုံးဖောင်းနော်ပေါင်းဖောင်းအလေးချိန်ရှိတဲ့ဘုံနဲ့သွားချေးတယ်နော်ဘုံနဲ့သွားချေးတဲ့အခါကျတော့အမေရိကဖက်ကတော့ နော်လုံးဝပျက်စီးသွားတယ်ဆိုတဲ့ဟာကိုထုတ်ပြန်တယ်ဒါပေမဲ့ Iran ရဲ့နော်ကမ်ပဏီကတော့သူပြောတယ်လုံးဝပျက်စီးမှုမရှိဘူးနည်းနည်းပါးပါးပဲပြောတယ်ဒါပေမဲ့နိုင်ငံခြားရေးဝန်ကြီးကတော့တော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ဟာကို Iran ကဒီနိုင်ငံခြားရေးဝန်ကြီးကဝန်ခံတာပဲလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုကတော့ဒီကမ်ပဏီကိုနေပြီးတော့လောက်ချံဖို့အတွက် Israel ကအရင်ဆုံးဒီ Donald Trump ကိုတီးပေးတယ်ဒါပေမဲ့ Donald Trump ကနော်သမ္မတ Donald Trump ကနေပြီးတော့သူ့ကိုလုံးဝ တက်ခွင့်ကိုမပေးဘူးကာကွယ်ပေးထားတယ်ဒါပေမဲ့ဘေးနေရာမှာရှိရဲဆိုတဲ့ဟာကိုသိတယ်ဆိုတော့အဲ့လိုမျိုးနျူကလ িয়ার ထားတဲ့နေရာကိုနေရာ၃ခုကိုပြည်ပြည်တဲ့နောက်ပိုင်းမှာ သူကထွက်လာတယ်နော်ရုပ်မြင်တကြမှာထွက်လာတယ်ထွက်လာပြီးတော့ပြောတယ်အလားကတကယ်မူတီမှုတွေယုံရှာမှုတွေစသဖြင့်နော်တိုက်ခိုက်မှုတွေကိုလုပ်ဖို့စသဖြင့်သူကဆက်ပြီးတော့ပြောလာတယ်ဆက်ပြီးတော့ပြောလာတဲ့အခါကျတော့အခုဒေါ်နယ်ထရမ့်ကထိုက်ပြီးတော့သူကထုတ်ပြန်လာကိုတွေးရတယ်အလားကပါလို့ဆိုလို့ရှိရင်တော့အီရန်မှာဆိုလို့ရှိရင်နော်တကယ်ယူရေနီယံတက်တူးတွေကိုနော်တက်တူးတွေကိုကျွေးဝှမှုတွေဖြစ်နိုင်တဲ့ထုတ်လုပ်မှုတွေတကယ်အကြီးကျယ်အဲ့ဒီမှာရှိနေသေးတယ် နော်အဲ့ဒီမှာ NDA တကယ့်ဆုံးရှင်စရာရေမှတ်တွေရှိနေတဲ့ဆိုတဲ့ဟာကိုထောက်လိုက်ရအောင်ဖွဲ့တွေကနေပြီးတော့တကယ်တမ်းတင်းပို့တယ်သူတို့ကဒီလိုပြောတယ်ဆိုလို့ရှိရင်တော့နော်လုံးဝတိုက်ခိုက်သွားမယ်ဆိုပြီးမှဒီသမ္မတထရမ်ကနေပြီးတော့ပြောလိုက်တယ်ဆိုတဲ့တင်းပဲဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပြောလိုက်တယ်ဆိုတဲ့ဟာကကျွန်တော်တို့ပြောလိုက်တာနဲ့ဒီနေ့ပဲအချိန်မှလုပ်မယ်ဆိုတဲ့ဟာကိုမသိရပေမဲ့နော်အဲ့လိုမျိုးပြောလိုက်ပြီဆိုလို့ရှိရင်တော့အနည်းနဲ့အမြန်ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့နောက်တစ်ချိန်အီရန်ဟာဆိုလို့ရှိရင်ပြီးတော့တိုက်ခိုက်မှုတွေခံရမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ခံမှန်းလို့ရတယ်နော်ခံမှန်းလို့ရတယ် ကျွန်တော်တို့လည်းပြောတာကတော့အဲ့ဒီနေမှာ Union ရဲ့တပ်တုတွေကိုရွှေ့ထားတယ်အတိပြရတော့မတိုက်ခင်မှာကွန်လုံးရွှေ့လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီမှာတိုက်ခတ်မခံရခင်မှာအဲ့ဒီမှာ တကယ်ကားတွေ garden shade ကြီးတွေเนาะအဲ့ဒီမှာ content ကားတွေတကယ် sniping car 6 pin car စသဖြင့်ဒီကားတွေတကယ် nuclear design နိုင်တဲ့အဲ့ဒီ uranium သတ္တုတွေကိုဒေဆောင်နိုင်တဲ့ကားတွေအဲ့ဒီမှာပြည့်ကျက်နေတာပဲเนาะပြည့်ကျက်နေတာပဲအဲ့ဒီဂျိုလူတင်းကထုတ်ပြန်ထားတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမဖြစ်ခင်မှာပြည့်မခံရခင်မှာအဲ့လိုမျိုးဖြစ်တယ်ပြည့်မတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးပြည့်လိုက်တဲ့ခါကျတော့သူတို့ပြောတယ်အတားကเนาะထုတ်လိုက်ပြီသူတို့ကနေရာရွှေ့လိုက်ပြီလို့ပြောတယ်ဆိုတော့ကိုဒေါ်နယ်ထရန့်ကတော့เนาะအတီးပြုတ်နေတော့မယ်เนาะအတီးပြုတ်နေတော့မယ် တော်တော်ကြီးကြီးမားမားတိုက်ခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုသူပြောနေတော့မယ်အာဒီအီရာရဲ့တကယ့်ဘာသာရေးကောင်းဆောင်ကုမ္ပဏီကတော့သူပြောတယ်လုံးဝတိုက်ခိုက်မှုမရှိဘူး။ဟုတ်တကယ့် USA ရဲ့စစ်ရဲ့ပြစ်မှတ်တွေကိုတော့တိုက်ခိုက်မယ်ဆိုပြီးမှသူကလည်းစစ်လေးလုံးနဲ့တိုက်တယ်။စစ်သုံးလုံးကတော့အဒီမှာမြေပေါ်မှာဖောက်ခွေးနေတယ်။ဒီအမှန်မဲ့တစ်ခုကတော့ကြော်သွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်တစ်ခုကထိုင်းနိုင်ငံเนาะကျွန်တော်တို့အင်းကြီးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအဒီမှာဝန်ကြီးချုပ်ကပါလဲဆိုလို့ရှိရင်တော့ပီတူတန်။အဲ့ဒါသူရဲ့ဖေကတော့ Distinction Award နော်သူကတော့လဲနိုင်ငံရေးသမားအဲ့လိုမျိုးလက်ဆောင်မှုတွေရှိတဲ့ဘာတွေညာနေနဲ့နိုင်ငံခြားထွက်ပြေးတယ်သူတို့နိုင်ဖို့မဲ့တိတဲ့ခါကျတော့ပြန်လာတယ်ဒီနေ့နေ့ပေါ့ဖန်ခံတယ်စသည်ဖြင့်ဒါပေမဲ့အခုပြတုတ်တယ်ရနောက်မှသူ့အဖြစ်ရှိတာပေါ့ဆိုတော့သူတို့ရဲ့ဒီကမ္ဘောဒီးယားနဲ့ဆိုလို့ရှိတော့နေဆက်မှာတော်တော်ကိုအငင်းပွားမှုတွေရှိတယ်အဲ့ဒီဖြားကြောင့်ကိစ္စတွေနဲ့နော်သူပိုင်တယ်ကိုပိုင်တယ်စသည်ဖြင့်ဟိုဘက်ကကမ္ဘောဒီးယားက လူနဲ့နေပြီးတော့အဲ့ဒီဝန်ကြီးနဲ့တူစကားပြောတယ်ဆိုတော့သူ့အဖေကလည်းခိုးပြေးတဲ့အခါမှာသူ့အိမ်မှာနေခဲ့မှုတယ်လို့ရှိတာသူ့သမီးရဲ့နာမည်နဲ့အခုနကဒီကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့အိမ်မှာသူ့သမီးနာမည်နဲ့အခန်းတစ်ခုလေးရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီကတော့သူတို့ကတော့ရင်းနှီးမှုတွေတော်တော်ရှိတယ်အဲ့ဒါကိုနော် NK လို့ခေါ်တယ် NK လို့ဆိုတာသူတို့ရင်းနှီးမှုတွေပေါ့ဘာဖြစ်လို့ဆိုတော့သူ့အဖေကလည်းသူပြေးတဲ့အခါမှာအဲ့ဒီမှာခိုးလုံးခေဖို့တယ်နော်ရင်းလက်ရင်းလက်ကတော့အခုတက်ဆင်ရှင်တော်ရဲ့ညီမပေါ့နော်သူ့ရဲ့ညီမကလည်းအဲ့ဒီမှာသွားပြီးတော့နော်ပုံဖို့အတွက်သူ့ရဲ့နာမည် ဲဒီမှာရှိတဲ့ထွက်ပြေးသွားတယ်ဆိုတဲ့ဟာလေကျွန်တော်တို့တွေ့ရတယ်သူတို့ရဲ့တမိုက်မှာထွက်ပြေးတာတွေပဲဆိုတော့အဲ့ဒီကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ပြောတဲ့အခါကျတော့သူတို့ကတကယ်ကိုယ့်ရဲ့ပြည်သူပြည်သားဖက်မှာယက်ကြည်တာမရှိဘဲနဲ့ဟုတ်ဝန်ကြီးချုပ်ဖက်မှာကမ္ဘောဒီးယားရဲ့ဝန်ကြီးချုပ်ဖက်မှာငါသူပြောလိုက်တယ်အဲ့လိုမျိုးလေးပြီးတော့ပြောလိုက်တယ်အဲ့တော့ NK ဖြစ်ချင်တဲ့ဟာကိုပြောပါအဲ့ဒီနေဆက်မှာရှိတဲ့ဒီအမှတ်နှစ်ရဲ့ဦးစီးချုပ်ပေါ့နော်ဦးစီးချုပ်စေဦးစီးချုပ်ရဲ့စကားကိုနားမထောင်နဲ့အဲ့ဒီဘွေမယူနဲ့သူတို့ဘောနဲ့ကျွန်တော်ညှိနှိုင်းပေးမယ် တို့ကငါတို့ရတိုက်ခံဖြစ်တဲ့ဆက်တွေအဲ့လိုမျိုးကိုပြောလို့ဆိုလို့ရှိရင်တော့ဒါတော့ဝန်ကြီးချုပ်မပီတာကိုကျွန်တော်ရအမြင်ပါလဲနော်တော့ကိုယ့်ရတိုက်ပြေကိုကာကွယ်မဲ့အစားကိုယ့်ရတိုက်ပြေဖက်မှာလူဖက်မှာကာကွယ်မဲ့အစားသူများဖက်မှာရှိနေတာကိုတွေ့ရတယ်အဲ့ဒါကြောင့်ကိုဘန်ကောက်မှာချီးချိနော်အဲ့ဒီမှာဇာတ်ပြမှုတွေရှိတယ်အနုဇဝတိဆိုတဲ့ကြောက်တိုင်နာမှာဆိုလို့ရှိရင်လူထောင်နဲ့ချီပြီးတော့အဲ့ဒီမှာဆန္ဒပြကြတာကိုကျွန်တော်တို့တွေ့ရတယ်သူ့ကိုနှုတ်ထွက်ပေးဖို့နော်အာနန္ဒကိုပြန်သိမ်းဖို့စသဖြင့်နော်တကယ်တကယ်ကြီးကြီးအဲ့ဒီဆန္ဒပြမှုတွေနဲ့ကျွန်တော်တွေ့ရနေရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ် နောက်တစ်ခုကစကတ်တိုက်မှုရွာမှာရှိတဲ့နောက်ပတ်တိုက်စစ်တိုက်ဌာနချုပ်နမခအဲ့ဒီဟာလေးခဏခဏအပြစ်ခံရတယ်ဒီနေ့ကတော့ rocket စေလုံးနဲ့ပြေးလိုက်တယ်အဲ့ဒီမှာခိခိုက် တည်ဆုံးမှုတွေအများကြီးရှိတယ်နော်အများကြီးရှိတယ်အဲ့ဒီမှာအရာရှိ3ဦးအပါဝင်20နှစ်ယောက်ကတည်ဆုံးသွားတယ်နော်အဲ့ဒီမှာတည်ဆုံးသွားတယ်ဒီမှာဘာထိလဲဆိုလို့ရှိရင်နော်စေကူတောင်တစ်ခုထိတယ်စေယုံတွေထိတယ်ရေခတ်ကူတောင်ထိတယ်အဲ့ဒီမှာထိခိုက်ပျက်စီးမှုတွေပျက်စီးမှုတွေမိလောင်မှုတွေအဲ့ဒီမှာတော်တော်ရှိတယ်ပြီးလို့ရှိရင်တော့အရာရှိ4ယောက်ပါဝင် စစ်တပ်15ယောက်ကနေပြီးတော့အဲ့ဒီမှာဒဏ်ရာကြီးကြရရှိတယ်ပြီးလို့ရှိရင်တော့ဒီပုံမှုတယောက်ရဲ့ လေးတယောက်လည်းတန်ရာရရှိတယ်။အဲ့လိုမျိုးတို့ဆေးရုံတွေကိုအကြီးကြီးပို့နေရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမယ်။အခုကျွန်တော်ဒီအပေါ်ဖော်ပြထားတဲ့ဒီဗီဒီယိုလေးကိုကြည့်လိုက်နော်။ဒါကတော့နာမခတ်ကိုတိုက်တဲ့ rocket တွေနော်ဘလို့ဆင်းပြီးတော့ပင်ရယာနေပြီးတော့တိုက်တယ်လေဆိုတဲ့ဟာကိုနေပြီးတော့ဗီဒီယိုတွေ trap ပေါ်လာတယ်နော် trap ပေါ်လာတယ်ဆိုတော့ဒီဗီဒီယိုကိုဒီစီးတဲ့လူတွေအတွက်ကျွန်တော်တက်ဆက်ပေးရတယ်ဆိုတော့ဒါလည်းဆက်အောင်ပြောနော်ဒီနာမခတ်ကိုနော်ကြီးကြီးတိုက်ခိုက်လိုက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ပြရတယ်ဒီတစ်ချိန်တော့မဟုတ်ဘူးအချိန်ပေါင်းညောင်းများစွာ တိုက်ခိုက်ခံရတယ်တိုက်ခိုက်ခံရတိုင်းခံရတိုင်းမှာဒီဆုံးမှုတွေလည်းရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကတော့ပျောက်ချနေစနေနဲ့သူတို့ကိုစိတ်တွေကိုပျောက်ချအောင်လုပ်တာပေါ့တကယ်တကယ်အဲ့ဒီနာမခတ်ကိုသိနိုင်တဲ့အခြေချင်းတော့မရှိပါဘူးเนาะမရှိပါဘူးဒါပေမဲ့ခဏခဏသွားပြီးတော့ရန်စတယ်ခဏခဏသွားပြီးတော့ဖြစ်တယ်လူတွေတည်ဆုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီသူတို့ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတဲ့ဟာကိုတော့ ဲ့လိုမျိုးတတိယမီဒီယာတွေမှာဖော်ပြချက်အရတွေ့ရနိုင်မယ်နောက်တစ်ခုက ARD တိုက်ရေးကြီးမှာဆိုလို့ရှိရင်တော့ဒီအမြောက်တပ်အနည်းမှာ A နဲ့ပူပေါင်းဖွဲ့တဲ့နဲ့တိုက်ပွဲတွေဖြစ်တဲ့တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့အဲ့ဒီမှာနော်ဒီ6ယောက်နော်စကဆာရဲ့လူတွေ6ယောက်ထွက်ပြေးတယ်အဲ့ဒီထိမှာမှ6ယောက်ကိုလည်းပြီးတော့ပြန်ပြီးတော့ ဖန်ဆီးရမိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်တော့ရခိုင်ပြည်နယ်ဒီတောင်ကုန်းကနေပြီးတော့ဆစ်ရှောင်းနယ်ပေါ့နော်ဟိုဘက်မှာဒီမှာဖြစ်မှာထွက်လာတယ်ထွက်လာတဲ့အခါကျတော့ပြည်နဝဒေးတနာမှာဆိုလို့ရှိရင်အဲ့ဒီမှာဖန်ဆီးခြင်းကိုခံရတယ်အဲ့ဒီမှာ35ယောက်ကိုဖန်ဆီးခြင်းကိုခံရတယ်အဲ့ဒီမှာနော်ဆိုတော့အဲ့ဒီမှာနော်၄ယောက်ကတော့လွတ်လာပြီဒါပေမဲ့ဂျန်တဲ့လူတွေကျတော့တကယ်တမ်းလွတ်ချင်တယ်ဆိုလို့ရှိရင်တော့နော်ပက်ဆန်ဘလောက်ပေးရမလဲဆိုလို့ရှိရင်တယောက်ကို55တက်ပေးမှ လွတ်မယ်ဆိုတဲ့ဟာကိုစက္ကစဖက်ကထုတ်ပြန်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ကတော့ဒီပေါင်း30လောက်ရောက်ဖန်ခံတယ်လေးရောက်တော့လွတ်မြောက်ပြီ channel လိုရတော့55ပင်ပေးမှာပဲလွတ်မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တင်းမီဒီယာတို့မှာတွေ့ရတယ်နောက်တစ်ခုက စကိုင်းတိုင်အရာတော်နေမှာဆိုလို့ရှိရင်တော့ labor ပြူစော့ထရွာမှာသူတို့ကင်းလှဲ့တယ်နော်ကင်းလှဲ့တယ်ပြူစော့ထနေစကားစကင်းလှဲ့တယ်ကင်းလှဲ့တဲ့ကကျတော့ဒီဖက်လူတွေကချုံကုန်ပြီးတော့တိုက်ခိုက်တာပေါ့တိုက်ခိုက်တဲ့ကကျတော့အဲ့ဒီမှာ6ရောက်ကတော့ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နော်တစ်ခုက VOA နော် VOA ကလည်းနော်တည်င်းဌာနတွေအပိတ်ခံရတာနောက်တစ်ခု RFJ နော် RFJ ကအပိတ်ခံရတာဆိုတော့ VOA တို့ RFJ တို့ကကျွန်တော်တို့အမေရိကမှာရှင်းဆိုင်တယ်အဲ့ဒီယုံတွေကနော်ဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့ဒီပြူတော့တကယ့် ဒီအစိုးရရဲ့ဝန်ထမ်းလို့နော်သူတို့ခန့်ထားတာဖြစ်တယ်။တော့ဥပဒေပြဋ္ဌာန်းပြီးတော့ခန့်ထားတာဖြစ်တယ်။ဆိုတော့အခုကတော့ဒီသမဏထွန်းတက်လာတယ်တက်လာတဲ့ခါကျတော့အဲ့ဒီဟာကိုအကုန်လုံးပိတ်လိုက်တယ်သူတို့တရားစွဲတဲ့နိုင်တယ်လို့ပြောတယ်။ပြန်ပြီးတော့ရဲ့ရှင်းနေတွေကနော်တရားရုံးကတရားသူကြီးတွေကဒီသမဏထွန်းရဲ့ခန့်ထားတဲ့လူတွေဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဒီကျွန်တော်တို့ဘလော့ပဲဒီမိုကရေစီနိုင်ငံပဲဖြစ်ဖြစ်ပတ်လိုက်တယ်ဆိုတော့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနေမယ်။ပထမကတော့သူတို့ VOA ကိုရန်နာလိုက်တယ်ပြီးလို့ရှိရင်တော့ တကယ်တချို့ကထန့်တွေကြတော့သူတို့ကဒီနာစာကိုပေးထားတဲ့ဒါပဲမဲ့အလုပ်လုပ်ခွင့်မရှိဘူးเนาะအလုပ်လုပ်ပြောထားတယ်ဆိုတော့နောက်ပိုင်းမှာသူတို့ကတရားရှုံးတဲ့ခါကျတော့ပထမနိုင်ငံနိုင်ပြည်မှာပြန်ရှုံးတယ်ပေါ့နော်ပြန်ရှုံးတယ်ရှုံးတဲ့ခါကျတော့အဲ့ဒီဝန်ထမ်းတွေကအကုန်လုံးထုတ်ပြလိုက်တယ်နာစာလည်းပေးတော့ဘူးခုနကဝန်ထမ်းတွေကနော်နာစာလည်းမရတော့ဘူးပေါ့အလုပ်လည်းလုပ်ခွင့်မရှိဘူးဆိုတော့ခုထပ်ပြီးတော့ဒီနေ့တည်င်းတက်လာတယ်အဲ့ဒါကသူတို့ကပြန်ပြီးတော့နိုင်ပြန်ပြီခုနော်နိုင်ပြန်ပြီအဲ့ဒါကဘီဝေရဲ့ ဒီ one time တွေကိုပြန်ပြီးတော့လစာကိုပေးတယ်အရင်ကတိုင်မဲ့ဒါပေမဲ့လော့ခွင့်တော့မရှိဘူးเนาะစသည်ဖြင့်ဒီတည်င်းတွေကတော့ဒီနေ့တည်င်းမီဒီယာလော့ကမှာပေါ်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတော့ဒီနေ့ဂျော်လာ30ရက်နေ့မှာတည်င်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ